ားလုံးမင်္ဂလာပါကျွန်တော်တို့ Chelsea for you နဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီဒီဘက်ကတော့အာ Premier League ရာသီအပိတ်ပေါ့နော်ဒီတိမ်ပွဲမှာကျွန်တော်တို့ Nottingham Forest နဲ့ကျွန်တော်တို့ Chelsea တော့ရှင်းမြန်ကစားရတယ်အ Nottingham Forest City Ground မှာပေါ့နော်ကျွန်တော်တို့ Champions League ဝင်ခွင့်တိုက်ပွဲကိုအာဆင်းရဲကြတယ်ကျွန်တော်တို့ Chelsea ကအဲပွဲပြီးမှာ1-0ဆိုတဲ့ရှာမဲ့နဲ့အာနိုင်ရရှိခဲ့တယ်အာအဲ့ဒီရတဲ့အကြောင်းကိုကျွန်တော်တို့ Chelsea နောက်နေ့ Champions League ဝင်ခွင့်ပေါ့နော် ာကျွန်တော်ချက်မလေးမှာတော်ရှင်းပြန်ကစားခွင့်ရခဲ့တယ်။ဒီဘုန်းနဲ့ပတ်သက်ပြီးတော့ poppy အမည်လေးခံစားချက်လေးတွေပြောအောင်ပေါ့နော်ကျွန်တော်တို့အပြော်လေးတွေပေါ့နော်။ဒီအဲရှားဒီတချောင်းလုံးကျွန်တော်တို့စိတ်စင်းရဲကစိတ်စင်းရဲတဲ့တည်းကပေါ့နော်။ဒီအပိတ်သိမ်းွဲနဲ့နောက်ရသည်မှာချက်မလေးဝင်ပြီးရတယ်ဆိုတော့ခံစားချက်ဒါလေးပြောအောင်ပေါ့နော်။ဆိုတော့ဒီဘွဲကအမှန်တမ်းပြောရင်ကျွန်တော်ဆွေရင်စိတ်ရှိခဲ့တယ်ရှိခဲ့တယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ ဒီ city crown ကမလွယ်ကူဘူးပေါ့နော်ဒီ model ဖော်ရဲ့အချင်းလေးတရားသူလုံးခြေခြေစွမ်းပြလာတဲ့အနေထားမျိုးမှာပေါ့နော်ကျွန်တော်တို့ model ဖော်ရဲ့ကိုဟိုအနိုင်ရဖို့ဟိုမန်ပြောတော်တော်ခင်းတဲ့အပွင့်စင်မျိုးဖြစ်မယ်ဆိုတာကြိုမှန်းထားပြီးသားဖြစ်တယ်အဲဒီနေ့တိုင်းမှာကျွန်တော်တို့ဒီပွဲတွင်းမှာဆိုရင်လည်းလူတွေဖော်လောက်ကထောက်လျှောက်ဆိုပြီးလို့ပြည်တယ်။အာဒီနေ့ကျွန်တော်တို့တက်တက်ရရတာခရစ်စုပေါ့နော်ခရစ်စုရတော့ဟို ဒီဘက်မှာအပိုင်းကြီးတွေဖြုံးတီးရပေါ့နော်ဖြုံးတီးခဲ့လို့မို့ကျွန်တော်တို့တသက်ရရခဲ့တယ်ဆိုတော့ဒီနောက်တစ်ချက်ကပါလဲဆိုတော့ဒီဒီမကန် KY ပေါ့နော် KY ကလည်းဒီဘက်မှာဆိုရင်နည်းနည်းပျောက်နေရမျိုးတွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့ပို့ပြီးတော့တသက်ရရခဲ့ရယ်အာဒါပေမဲ့ချက်စီကမကောင်းဘူးလားဆိုတော့ချက်စီကပြမပိုင်းမှာတော့ကျွန်တော်တို့နည်းနည်းလေးဟိုစိုးရင်စရာအခြေအနေခြေစွမ်းလေးဟိုရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့စိတ်တက်ပေါ့နော်စိတ်တက်က အာဒီပွဲငါတို့နိုင်နိုင်ရမယ်ဒါမှမဟုတ်ကျွန်တော်တို့မရှုံးအောင်ဆိုတော့စိတ်တမျိုးကျွန်တော်တို့ဟိုပါလာတယ်ပေါ့နော်ဒီပြားလည်းဒါမျိုးလည်းသွင်းထားတဲ့တူတယ်ပေါ့နော်ကျွန်တော်တို့ဟိုအတင်းအာတတူကောင်းတဲ့အာတုံ့ပြန်ပုံနဲ့ကျွန်တော်တို့တုံ့ပြန်ခဲ့တယ်ဒုတိယပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ဖော်ဝါကတောက်ရှော့စီလို့ဖြစ်ပေမဲ့အာကျွန်တော်တို့အတင်းစဉ်းစားခံအခုခံခဲ့တယ်အထူးသဖြင့်ဒီနောက်တန်းကပေါ့နော်လက်ပိုင်းကိုယ်ဝဲနဲ့တူစင်အလားလားပြူပေါ့နော်ဒီ သူစင်ကတော့အတိအကျကြီးကျွေးမဲ့အဲကစားသမားဖြစ်တယ်မဟုတ်တော်တော်လေးဟိုကောင်းတာဟိုဟိုတွေးတွေးရတယ်ဒီ defensive setup ကကျွန်တော်တို့ယာသီအစယာသီအမဲဓာတ်တွေနဲ့မတူဘဲနဲ့ယာသီပိတ်သိမ်းမွဲ၃လေးခွဲလောက်မှာချက်စီကတော်တော်ကောင်းလာတာကိုတွေ့ရတယ်ဆိုတော့ဒါကဝန်တတရားတစ်ခုပေါ့နော်နောက်နှစ်များကျွန်တော်တို့ဒီ defensive မှာအာဒီအကောင်ထင်ကြောင်းနိုင်တဲ့နောက်တန်းတယောက်လောက်ရခဲ့မယ်ဆိုရင်ကျွန်တော်တို့ ချက်စီနောက်တန်းအသိပြစိတ်ပူစရာမလိုတဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကပါလဲဆိုဂျိန်းပေါ့နော်ဂျိန်းရင်းတော့ဂျိန်းပဲဒီအဲဘာပြမှာထွက်လာတဲ့အခါမှာဒီအီလန်ကအလိုလိုလိုမရအောင်ကိုဘလော့ထားတာတော်တော်လေးကိုချီချူဖို့ကောင်းတယ်အာသူ့အနေနဲ့တက်စစ်ကိုအရင်ကြီးလိုက်နိုင်တာကလွယ်လို့ defensive မှာလုံးလုံးချုံချုံကစားသွားတယ်ပေါ့နော်ဆိုတော့ပြီးတော့ဒီကူရီလာပေါ့နော်ကူရီလာရဲ့အလိုလိုပုံလည်းတော်တော်သဘောကျတယ် ကိုယ်လာကတော့ impact နေနဲ့နှစ်ယောက်ဝင်ထောက်တယ်ဥတ္တပေါ်မှာပေါ့နော်ဥတ္တပေါ်မှာဒီ chain နဲ့တခါလေ chain ကလည်း impact နေနဲ့ဝင်ထောက်တယ်ဒီဆိုတော့ဟို attacking overload ကိုဟိုတွားတဲ့အခါမှာအခါမှာဒီ chain ရဲ့ကိုယ်တွေလာကအခက်အကျတယ်လို့ပြောချင်တယ်ပေါ့နော်ဒီကျွန်တော်ကစီရောဝါရှိတက်ပြီးတော့ကစားတာမျိုးတွေတွေ့ရတယ်ဆိုတော့ဟိုဒီနေ့အဆင်မပြေတာကဘာလဲမှာပိုင်းမှာအဒီဟိုကုပါမပေါ့နော် ိုဘမောက်ကိုကျွန်တော်လက်ချက်နေမှာဒီဘေးနားကစားသမားကိုလက်ချက်နေမှာထားတဲ့အခါမှာဒီကိုဘမောက်ကတော်တော်ရုန်းကန်ရတယ်အဲပြီးတော့ defensive action ကိုလည်းဦးစားပေးပြီးတော့လုံးလုံးခိုင်းတဲ့အနေထားမျိုးမှာကိုဘမောက်ကဒုတိယပိုင်းမှာ သစားအမကြာသွားပြီးတော့ထန်ရတဲ့ပုံစံမျိုးတော့တွေ့ရတယ်ပေါ့နော်ဆော့ဒါကြီးကတိတ်ပြတော့ပြောစရာလည်းမကောင်းဘူးနောက်ရဒီမှာဒီကံမောက်ဒီလိုအတုံးမပြုတ်ဖို့ပြောလို့နေပေါ့နော်ကံမကအင်္ဂလိပ်နဲ့အရင်ကျူသာအထုတ်မှုမနက်ပြောရင်ပြင်းတယ်ဒီနေ့ပွဲမှာဆိုရင်လည်းသူ့အနေနဲ့တခွင်းလုံးကိုပတ်ပြီးတော့ကစားသွားတာမျိုးတွေ့ရတယ်ဆော့တက်စစ်မပါတဲ့ချက်တက်စစ်မမပါတဲ့ချက်စီအနေနဲ့ဒီဒီဘက်မှာလည်းအမှန်တမ်းပြောရင်ရုန်းကန်ရတာမျိုးကြီးတွေ့ရတယ်ပေါ့နော်နောက်နေ့မှာတော့ကျွန်တော်တို့အတွေ့အကြုံရှိတဲ့တက်စစ်မှုတယောက် အလိုအပ်မယ်ဒါမှမဟုတ်၂ယောက်ပေါ့၂ယောက်လောက်လိုအပ်မယ်လို့ကျွန်တော်ကယူဆတယ်ပြီးတော့တောင်ပိုင်းကစားသမားတွေအမျိုးမျိုးပုံဒီစန်ချိုနည်းနည်းလည်းမလုံလောက်ခင်ပေါ့နော်ဒီပက်ထိုနက်တိုကတော့သူ့နေရာမဟုတ်ဖ ೇನೆ အထောက်တက်စစ်မှာကစားရတဲ့ခါမှာကျုံးကန်လာမျိုးတွေတွေ့ရတယ်ဒါပေမဲ့နိုနီမော်ရီရဲ့ကေတော့သူ defensive အရှင်တာအားနည်းပေါ့နော်ဒါကြောင့်မို့ကိုပမပူပန်းတယ်လို့ပြောလို့ရတယ်ဆိုတော့အန်ဆိုဖာနန်ဒလည်းဒီကျိုးစားကစားပေမဲ့ defensive အရှင်မှာအားနည်းတဲ့ခါမှာဒီနိုနီမာရူကေရဲ့ပြဿနာက ပေါ်ပေါ်လာတယ်ပေါ့နော်။ तू ကဒီ attack king ကိုတွားတဲ့အခါမှာနော်ဒီမှာတော့ခေကမစိုးဘူးလို့ပြောလို့ရတယ်။ तू ရဲ့ talent तू ရဲ့ skill အဲ तू ရဲ့ဉာဏ်ကြီးက quality ကအာမြင်မာတယ်လို့ပြောလို့ရတဲ့ကသာသမားမျိုးဖြစ်တယ်။ဒါပေမဲ့ဒီကောင်ကငပြင်းအပြင်းတာပေါ့နော်။အာပြင်းတဲ့ကသာသမားမျိုးဖြစ်တယ်။ဆိုတော့ဘယ်လိုပဲဖြစ်ကျွန်တော်တို့ဒီပွဲကအာမနေ့ပြောတည်ရှိရင်အမှန်တမ်းပြောအနိုင်ရမယ့်ပုံပေါ့နော်။ match winning game ဖြစ်ရမယ့်ပွဲဖြစ်ပေမဲ့ ကျွန်တော်တို့တော်တော်ရုံးကန်လိုက်ရတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့ဟိုအနိုင်ရရှိခဲ့တယ်ဒါကအာကောင်းတဲ့အချက်ကပါဖြစ်လဲဆိုဒီပြန်လဲတိဆောင်စဲကာလအနေထားမျိုးမှာဒီလိုမျိုးချန်ပီယံလေးဝင်ခွင့်ရတယ်ပေါ့နော်ဒီရုရှားရိုမန်အီဗာအမ်ရဲ့ဒီလက်အောက်ကနေပြီးတော့ရေအလောင်းရေအောက်ကနေပြီးတော့ဒီလွတ်ထွက်သွားတဲ့အနေထားမျိုးမှာချက်စီကရင်းရင်း သွားခဲ့ခြင်းအနေပြီးတခုလိုမျိုးကျွန်တော်လမ်းကြောင်းမှာပြန်ရောက်လာတာကဝန်တာစရာတခုဖြစ်တယ်။အစောဒီလိုချမ်းမြေလို့ဝင်ဝင်ရှာခြင်းအနေပြီးတော့ကလောင်မကောင်းကြီးခေါ်နိုင်မယ်။ကျွန်တော်တို့ quality ရှိတဲ့ကလောင်မကောင်းကြီးကျွန်တော်အသိကိုရောက်လာမယ်။ဒါအနေပြီးတော့ကျွန်တော်လမ်းကြောင်းမှာဟိုပြန်ရောက်မယ်ပေါ့နော်။ဒီလိုမျိုးနေထားမျိုးပိုင်ဆိုင်မှုအခွင့်အရေးရှိနေပြီ။ဆိုတော့ဒါကဝန်တာစရာဖြစ်တယ်။ဆိုတော့ကျွန်တော်အသိကဒါအော်ချက်မနေဝင်ရလို့ပြောနေရဆိုတာအဲဒါဒီဟိုပြန်လည်တိဆောင်ဆက်ကာလာမှာဒီလိုအနေထားမျိုးရအောင် ဆန်းဆောင်ပြခဲ့လို့ကျွန်တော်တို့ကပျော်ခြင်းဖြစ်တယ်သူတို့တင်းဟာချက်မလေးဝင်ခွင့်နဲ့ရှင်းပါနေတဲ့အသင်းမျိုးပေါ့နော်ဒါတော့ရနေတယ်ပျော်စရာတော့ကြောင်းတော့မရှိဘူးကျွန်တော်တို့ကအာယူရိုမှာဆိုရင်အမ်ချက်မြန်နေတဲ့အာဒီမောင်ရဆိုတက်တည်ပြခဲ့ပြီးပြီပေါ့နော်ဆိုဟိုဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့ဒီနေပွဲရဲ့ကစားသမားတွေရဲ့စိတ်တကူအများကြီးချစ်ကြူပါတယ်ကစားပုံကောင်းတိဖြစ်စေမကောင်းတိဖြစ်စေနီးပြားရဲ့အကျိုးစားအားထုတ်ပြီးပေါ့နော်နီးပြားရဲ့ဝင်ပေးရ passion မြင်ရတာပေါ့နော်ဒါလေးဟိုကျွန်တော်တော်တော်သဘောကျပါတယ်နောက်နေ့ကိုလည်းအာဒီလိုမျိုးဟိုမြင်ရပါစီလို့ပဲကျွန်တော်တို့ဟိုဆူတောင်းပါတယ်ဆိုတော့အာဒီလိုရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲပေါ့ကျွန်တော်ကတော့ဟိုတော်တော်လေးပျော်ပျော်နေတယ်ဒါကွန်ပလန်လေးရှားခြင်းများခြင်းကိုကျွန်တော်စိတ်ဝင်စားဘူးချက်မင်းလေးရှားရေးရတာလည်းကျွန်တော်အတင်းရဲ့ main target ဖြစ်တဲ့အတွက်ကြောင့်မို့ဟိုပို့ပြီးတော့ပျော်ပါတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်နောက်နှစ်ချက်မင်းလေး မျက်လေးကန်နေတဲ့အချိန်မှာဟိုတော့မနေရတော့ဘူးပေါ့နော်ကျွန်တော်တို့လည်းအာဒီကျွန်တော်တို့အရင်ရှင်ပြန်ကစားတာကိုမြင်ရတော့မှဖြစ်တဲ့အတွက်အရင်ပြောပါတယ်ဆိုတော့အားလုံးအကျေးဇူးတင်ပါတယ်ဒီကော